မင်္ဂလာပါရှင်ဒီနေ့တသမရန်တင်ချာတက်ကအခန်းနှင်းလေ့ကျင့်ခန်းနဲ့တသမငါးကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်၁ကအပါတို့ဤအငဲဆုံးပုံစံတို့ဂိမ်းကိုတုတ်ဒါစကွဲဂိမ်းကြီးဖြင့်ရှာပါအဲ့တော့ကျွန်မတို့ဒီမှာဘာနည်းကိုသုံးမလဲဆိုတော့တုတ်ဒါစကွဲဂိမ်းကြီးကိုပဲသုံးပါမယ်သူ၃၀ခြင်းနဲ့မြို့ကိုပဲတုံးပြီးတော့မှပြတ်ပေးရမှာဖြစ်တယ်။ကကြီးက၄၂၁၀၅၁၄၀နဲ့ခွန် ဲ့တော့40နှစ်ကိုဆရာမတို့စခွဲမယ်သုဒ္ဓစာဝဲကိန်းခွဲတဲ့နှစ်ကအနီးကနှစ်ကနဲ့စပြီးတော့ခွဲမယ်ဟုတ်ပြီနော်အဲ့တော့နှစ်ဘယ်နဲ့လေးလဲနှစ်နှစ်လေးလေးနှစ်တက်လေးနှစ်ဟုတ်ပြီဒါတော့ဆက်ခွဲမယ်နှစ်အမြောက်ဒါ3နဲ့မှခွဲလို့ရမယ်3ခုနဲ့လေး27အဲ့တော့နှစ်အမြောက်3အမြောက်ခွန်နောက်တစ်ခု105တရား5ဆိုရဲကင်းရမှကင်းဖြစ်တဲ့နှစ်နဲ့ခွဲလို့မရဘူးဆိုတော့3နဲ့ခွဲပါမယ်အဲ့တော့ဆရာမတို့ဒီအစင်းလိုက်ပဲခွဲမယ်သူ့ကို9နဲ့ခွဲလို့ရတယ် ဒါပေမဲ့ဆရာမတို့ကငားနဲ့မခွဲဘူးအစင်လိုက်ခွဲမယ်နှစ်နဲ့မရလို့ရှိရင်သုံးနဲ့ခွဲမယ်သုံးနဲ့မရအောင်ဆိုမှငားနဲ့ခွဲမယ်ငားနဲ့မရအောင်ဆိုမှခွန်နဲ့ခွဲအစင်လိုက်ခွဲမယ်နော်အဲ့တော့သုံးနဲ့ခွဲမယ်သုံးသုံးလီကို35လီ35 35ကိုကျမ်းပါပဲဆရာမတို့ကငားနဲ့ခွဲမယ်ငားခွန်လီ35 အဲ့လိုအစင်လိုက်ခွဲလိုက်ရင်မဖြစ်လဲဆိုတော့ဒီမှာလည်းပဲအစင်လိုက်ရသွားတယ်3 5 9ဒီလိုမဟုတ်ဘဲနဲ့သူ့ကို9နဲ့တခါလဲခွဲလို့ကမပြအောင်လားဆိုတော့ရတယ်ငါးကထိတ်ကရောက်ပြီးတော့3ကအနောက်ကဆိုတော့စီရတဲ့ကိစ္စတခုရှိသွားမယ်ဆရာမတို့ကတခါလဲပဲအစင်လိုက်ပဲခွဲမယ်နှစ်နှစ်နဲ့စဉ်းစားမယ်နှစ်မရရင်3 3မရအောင်9 9မရအောင်ခွန်အဲ့လိုစဉ်းစားမှာဟုတ်ပြီနော်140ခွန်ဒါကမှခင်ဘာနဲ့ခွဲလို့ရတယ်စဉ်းစားကြည့်မယ်သူ့ကိုပေါင်းကြည့်မယ်1ရက်4ရက်က9 9ရဲ့ခွန်ရက်က12 12နဲ့ဆိုတာကတဲ့ပေါင်းနဲ့က3ဒါဆိုရင်သူ့ကို3နဲ့ခွဲလို့ရတယ်3နဲ့ခွဲကြည့်မယ်3 3လေးကို3လေးလေး12 4လေးရရနော်3လေးလေး12ဆိုရင်နှစ်ကျန်မယ်အဲ3 9လေး20ခွန်49လေး49ကိုဆရာတော့ဆရာမတို့ကခွန်နဲ့မှပဲခွဲလို့ရတာဖြစ်လို့ဒီလိုခွဲလိုက်မယ်ဆိုတော့အစင်းလိုက်လည်းဖြစ်သွားတယ်3အမြောက်7 to the power 2အဲ3အမြောက်9ချက် ပါပြီနော်ဒါဆိုရင်အငယ်ဆုံးပုံစံတော့ဂိမ်းကိုရှာမင်းအငယ်ဆုံးပုံစံတော့ဂိမ်းညချင်းအဲ့တော့အငယ်ဆုံးပုံစံတော့ဂိမ်းဆရာမပြောပြပြီးစာတော့ဂိမ်းကိုရှာလို့ရှင်ဆရာမတို့ကထက်ညွန်ကြီးတဲ့ဟာကိုယူပါမယ်အဲ့တော့နှစ်ကိုကြည့်မယ်ဒီမှာနှစ်ရှိတယ်ဒီမှာနှစ်မရှိဘူးဒါဆိုရင်ထက်ညွန်အကြီးဆုံးကနှစ်တစ်ထက်ပဲဒီမှာက2 2 0လို့ဆရာမတို့စဉ်းစားခဲ့တာ အဲ့လိုမစင်းစားခြင်းမူဆိုရင်လည်းတူတူတပါပါ1ဒီအများဆုံးပဲဒါဆိုရင်ဒီ2ကိုယူမယ်3ကိုစင်းစားမယ်3ကဒီမှာတစ်ထက်ဒီမှာတစ်ထက်ဒီမှာတစ်ထက်ဒါဆိုရင်တစ်ထက်ပဲရှိတော့တစ်ထက်ကိုယူမယ်ပြီးတော့မှဆံမရုံ5ကိုစင်းစားမယ်အစင်းလိုက်သွားမယ်5ကဒီမှာတစ်ထက်ဒီမှာအထက်မရှိဘူးဒီမှာလည်းမရှိဘူးဒါဆိုရင်5တစ်ထက်ပြီးအများဆုံးပဲခွန်ကိုစဉ်းစားမယ်ခွန်တစ်ထက်ခွန်တစ်ထက်ခွန်နှစ်ထက်အဲ့တော့ပါဝါများတာယူတာဖြစ်လို့ခွန်နှစ်ထက်ကိုယူပါမယ်ဒါဆိုသူ့ကိုဆံမရုံကဖြန့်လိုက်မယ် နှစ်အမြောက်သုံးအမြောက်ငါးအမြောက်ခွန်အမြောက်ခွန်ဒါဆိုရင်နှစ်3လ6 6 30 3920 910เนาะအဲ့ဒီချီကိုဆက်မလို့910ရရဲဆိုရင်910ကိုခွန်နဲ့မြောက်ကြည့်ခွန်နဲ့3ရလေ3ရခွန်နဲ့7လေခွန်ခွန်နဲ့4လေ7တဲ့ရနဲ့40ဒါဆိုတော့140ခွန်ပါเนาะဒါတော့1400နဲ့90ရပါမယ် ဒါပြင်တော့လွယ်ပါတယ်အဲ့တော့ဒါကတော့အကြီးကတော့ဘာပဲလဲဆိုတော့ပါဝါများတဲ့ဟာယူရမယ်ဆိုတဲ့အချက်တစ်ချက်ပါပဲဟောဘေခဝေးကိုဆက်ကြည့်မယ်132ကိုဖွဲမယ်နင်းနေစမယ်နင်းအမြ26462ဆိုတာဒီဇမ္မာနှစ်နဲ့ခွဲလို့ရသေးတယ်သူကစုံကိန်းမို့လို့အဲ့တော့နှစ်နဲ့ခွဲမယ်နှစ်အမြောက်နှစ်အမြောက်နှစ်36နှစ်36အဲ့တော့ဆက်ခွဲမယ်33ဆိုတာကဇမ္မာတို့က73လေး31လေး ဲ့တော့အဲ့အောက်ခွဲမယ်ဆင်မဒီမှာမဆန်းတော့တော့ကလေးတို့ကတော့ဆက်ပြီးရေးပါဒီအောက်ထဲမှာရေးလိုက်မယ်နှင်းအမြောက်နှင်းအမြောက်37လီတာဆိုရင်ဆင်မတို့132ကိုခွဲတာဒါရသွားပြီနှင်းရ30ကိုခွဲမယ်နှင်းအမြောက်105တရား5ဒီပေါင်းလိုက်တော့5ပေါင်းတက်က6ဆိုတော့ဒါဒီ3နဲ့ခွဲလို့ရတယ်ရှေ့မှာလည်းခွဲခဲ့ပြီးသား3အမြောက်35ဟုတ်ပြီနော်အဲ့35ကိုဆက်ခွဲမယ်နေအမြောက်3အမြောက် 94လေး35နောက်ဆိုရင်အစင်လိုက်လဲရေးပြတာဖြစ်သွားပြီနောက်တစ်ခု308 308ကိုခွဲမယ်စုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့ခွဲမယ်နှစ်နဲ့အဲ့တော့နှစ်တလီနှစ်ဒီမှာခွဲမယ်နှစ်တလီနှစ်နှစ်ဝင်သွားပြီဆိုရင်တက်ကြံ300ဆွဲ1940နောက်က၄ကြံနဲ့နှစ်လေးလိရှစ်အဲ့ဒီမှာအမြောက်ဟုတ်ပြီနော်အဲ့တော့154 oh sorry ညီမချင်းအဲ့တော့ဒီ154ကိုဆရာမတို့ချက်ခွဲမယ် သူကဆုံကိန်းဖြစ်နေတဲ့အကြောင်းကြောင့်သူ့ကိုနှစ်နဲ့ပဲခွဲပါမယ်နှစ်အမြ၁54ဆိုတာကနှစ်အမြ၂94 1ကျန်၄ဆွဲ2 94အဲ့တော့80ဆွဲခွန်ဆိုတာဒီဆံမလို့တည်ပြီးပြီဒါကအခွန်70လေးပဲရမယ်ခွန်အလီပဲဝင်လို့ရမှာဖြစ်လို့ဆံမလို့သူ့ကိုဒီမှာဒီမှာရေးလိုက်မယ်အဲ့တော့80ဆွဲခွန်ဆိုတာ2အမြ2အမြခွန်အမြ17ဒါပြီနော်အဲ့တော့ဆံမလို့သူ့ကိုအငယ်ဆုံးပုံစံတော့ဂိတ်ရှာမယ် မြေစုံပုံစံတော့ကိညီမြချင်းအဲ့တော့ကြည့်လိုက်မယ်ဒီမှာကြည့်မယ်ဒီမှာကြည့်မယ်မှာကြည့်အဲ့တော့ဆရာမတို့ကဒီမှာတဆင့်လိုတာဒီဒါကိုအထက်ကိထက်ညွန်းပုံစံနဲ့ရေးလိုက်မယ်လက်ကနှစ်ချက်ပြီးတော့မှအမြောက်၃အမြောက်၁၁အဲ့မင်းအဲ့တော့ဒါကတော့နှစ်အမြောက်၃အမြောက်၅အမြောက်ခွန်ဒါလည်းနှစ်နဲ့ချက်အမြောက်ခွန်အမြောက်၁၁အစင်လိုက်စဉ်းစားတဲ့အခါမှာနှစ်ကိုအရင်ကြည့်မယ်အဲ့တော့နှစ်ကနှစ်ချက်ဒီမှာနှစ်ချက်ရှိတယ် ဒီမှာတစ်ထက်ရှည်ဒီမှာနှစ်ထက်ရှည်ဒါဆိုရင်ဆရာမတို့ကနှစ်နဲ့ထက်ကိုစဉ်းစားမယ်နှစ်နဲ့ထက်ကိုယူမယ်သုံးကိုကြည့်မယ်သုံးကဒီမှာတစ်ထက်ဒီမှာတစ်ထက်ဒီမှာမရှိဘူးဒါဆိုရင်အများဆုံးကသုံးတစ်ထက်သုံးပြီးတော့ခွန်ကိုကြည့်မယ်ခွန်ကဒီမှာမရှိဘူးဒီမှာဒီမှာရှိရဲ့ဒီမှာရှိရဲ့အဲ့တော့သူရှိတဲ့ခွန်ကလည်းတစ်ထက်ပဲဆိုတော့ခွန်တစ်ထက်ကိုယူမယ်အဲ့ဒါပြီးတော့စက်တက်ကဒီမှာတစ်ထက်မမရှိဘူးဒီမှာတစ်ထက်အဲ့တော့အများဆုံးကတော့တစ်ထက်ပေါ့နော်အဲ့ဆိုရင်စက်တက်ကိုယူမယ်အဲ့တော့သူ့ကိုမြောက်လိုက်မယ် လေးဆိုရင်မှရေးပြီးတော့ဒီလိုရေးရင်လည်းရတယ်ဟုတ်ပြီအဲ့တော့ server city အောင်နည်းနည်းချက်ကရပြီ၃ရပြီအဲ့တော့ server ဒီမှာ၅လေးတစ်ခုကျန်ခဲ့တယ်ဒါလေးကိုဒီထဲမှာရေးလိုက်ပါအောင်နော်၃အမြောက်၅အမြောက်၇အမြောက်၁၁ဒီမှာ၅တစ်ခုကျန်ပါအောင်မယ်အဲ့တော့ဒါတွေအားလုံးကလေးတို့မှမြောက်ပါ၄၃၄၁၂၅၄၆၀၆၀မြောက်ခွန်အခုမြောက်ရမယ်နော်၆၀မြောက်ခွန်က86 42ဆိုတော့၄၂၀၄၂၀ကို၁၁နဲ့မြောက်မယ် ဲ့တော့မရမရလို့ရှိရင်ချမြောက်ပါနော်7တုံညနေ3ည7နဲ့20နှစ်နေရမြတ်7444 45 46အဲ့တော့4600 20ဆိုပြီးလိုက်ရအောင်ခန်းငယ်ကိုစကြည့်မယ်ခန်းငယ်အားတရားရှိ 135 160နဲ့108ကိုခွဲမယ်။စုံကိန်းဖြစ်တော့နည်းနဲ့ခွဲမယ်။နေအမြောက်နေ9လေး10နဲ့4လေး8ရပါတယ်နော်။ဟုတ်ပြီဒါ154ဆိုတာလဲစုံကိန်းဖြစ်လို့နည်းနဲ့ထပ်ခွဲမယ်။နေအမြောက်နည်းနဲ့လေး4တစ်ကြံလေးဆွဲမယ်။ဟုတ်ပြီနော်။နေ9လေး14ဟုတ်ပြီ။ဒါဆိုရင်29ကိုထပ်ခွဲပါမယ်။နေအမြောက်နေအမြောက်29ဆိုတာ3နဲ့ပဲခွဲလို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့ 3ကိုလီ29အဲ့တော့ကိုကိုထက်ခွဲပါမယ်နှစ်အမြောက်နှစ်အမြောက်3အမြောက်3အမြောက်3ဆိုပြရတာတို့ကိုထန်ညွန်ပုံစံနဲ့ဆက်မလို့ရှင်းလိုက်နှစ်နဲ့ထက်အမြောက်3 3ထက်ဆိုပြရပြီနောက်တစ်ခုကြည့်မယ်135နဲ့5 135နဲ့5 က်35ဆိုတာဒီငားနဲ့ဆုံးတဲ့ဂိမ်းဖြစ်တဲ့အတွက်ကြောင့်မလို့သူကငားနဲ့ပြတ်မယ်နောက်တစ်ခုစဉ်းစားကြည့်မယ်ငားရဲ့3ရဲ့ပေါင်းက8 8ရဲ့ပေါင်းက9ကိုဆိုတော့3နဲ့ပြတ်မယ်ဆင်မရုံငေးတာနေပဲစမှာဖြစ်လို့3နဲ့ပဲစားပါမယ်အဲ3 4 2 3 5 45 45ငားနဲ့ပြတ်မယ်အဲ့တော့ငားငားရဲ့3ငားရဲ့3 5 45ဟုတ်ပြီအဲ့တော့ဆမရက9နဲ့ပြတ်တယ်ဆိုပြန်ဆမရက3နဲ့ပဲစားပါမယ်9ပေါင်း4 9ဖြစ်တဲ့အတွက်ကြောင့်3 55လေအစင်းလိုက်ဖြစ်စင်လို့ဟုတ်ပြီနော်မဟုတ်လဲသူ့ကိုငါကိုလေး45ဆိုမှနောက်မှဒီအဖြစ်ရခံနေကြမှာအစင်းလိုက်ပြောင်းရင်လည်းရတယ်ဒါပေမဲ့ဆရာမတို့ကတော့အစင်းလိုက်ပဲရေးပါမယ်အဲ့တော့ဒါကတော့9 35 35 45ဒါဆိုရင်အစင်းလိုက်ရေးစရာမလိုတော့ဘူး3က3ချက်အမြ9ဆိုပြီးရမယ်နောက်တစ်ခုက160ခွဲမယ်နှစ်နဲ့ပဲခွဲမယ်နှစ်အမြ2146နှစ်တလေးနှစ်ဟုတ်ပြီ အဲ့တော့87ဆိုတာကကိုကိုလီ87တခါတည်းသွားလို့ရတယ်ဟုတ်ပြီနော်မရအောင်မပြောဆရာမကသူ့ကိုကိုကိုလီ87ဆိုရင်မှကိုကိုသုံးဝမြောက်တော့ဒီကကိုကိုလည်းသုံးဝမြောက်သုံးခွဲချင်းလည်းရတယ်စိုက်တယ်လို့တွေ့လို့ရတယ်ဒါပေမဲ့ဆရာမတို့ကတော့အဆင့်လိုက်ပဲသွားမယ်3နဲ့သွားလိုက်မယ်3 20နဲ့84က87ဒါဆိုရင်နဲ့အမြောက်တော့39လီ29ဒီကကိုကိုဆရာမတို့အမြောက်သုံးဝမြောက်သုံးတခါလေးရင်ရတယ်ဒါပေမဲ့ဆရာမတို့မကြော်တော့ဟုတ်ပြီနော် အဲ့တော့နှစ်အမြောက်၃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 ဆိုပြီးရဒါခွဲရကလေးတို့ရရဲ့ထင်ပါတယ်เนาะအဲ့တော့ summary 2ကိုထင်မြင်ပုံစံနဲ့ရေးလိုက်တဲ့အခါမှာနှစ်အမြောက်၃က၄ထက်ဆိုပြီးရဟုတ်ပြီဒါဆိုလို့ရှိရင်ဒီက108 135နဲ့162ရဲ့အငယ်ဆုံးပုံစံတော့ကင်းအငယ်ဆုံးပုံစံတော့ကင်းရပါလေစဉ်းစားကြည့်မယ်ဒီမှာနှစ်ကိုကြည့်မယ်နှစ်နဲ့ထက်၃၃ထက် နှစ်ကားဒီမှာမရှိဘူးဒီမှာတစ်ထက်ရှိဒါဆိုရင်အများဆုံးကတော့နှစ်နဲ့ထက်ပေါ့သုံးကိုကြည့်လိုက်ရအောင်သုံးသုံးထက်သုံးသုံးထက်သုံးလေးထက်ဒါဆိုရင်သုံးကလေးထက်ယူပါမယ်အများဆုံးကိုယူမယ်ငါးဒီဒီမှာတစ်ထက်ဒီမှာထက်မရှိဘူးအထက်မရှိဘူးအဲ့တော့ငါးကိုယူပါမယ်အဲ့တော့သူ့ကိုမြောက်မယ်နှစ်နှစ်ထက်က၄အဲ့တော့သုံးသုံးထက်ကဘယ်လောက်လဲ6 sorry သုံးလေးထက်က87တည်ပြီးသားနော်အဲ့သုံးလေးထက်ကိုမရလို့ရှိရင်လည်းဖြန့်ကြည့်ပါသုံးသုံးလေးကို9329 29 3087 အဲ့ဒါပြီးတော့အမြောက်ငါအဲ့တော့ကလေးတို့ကအဖြစ်မှာမြောက်ကြည့်မယ်87အမြောက်၄လေးတက်လေးလေးရှစ်လေး30 340 340ကိုမှဆင်မတို့ငါနဲ့ထက်မြောက်မယ်ငါလေး20 300ရည်နှစ်မှတ်ငါနဲ့30 12 2ရည်တက်မှတ်ငါ35 56 1600ဆိုပြီးတော့ရတယ်ဟုတ်ပြီနောက်နံပါတ်1ကိုသွားပါမယ်နံပါတ်1ကအောက်ပါလိုကြီးအငင်းဆုံးပုံစံတော့ဂိမ်းကို အစာနှိဖြစ်ရှာပါတဲ့အဲ့တော့ဆရာမတို့အတူအစာနှိနဲ့ရှာပါမယ်36.48ကောမ82ကောမ168အဲ့တော့စပြီးစားတဲ့အခါမှာဘာကိုစဉ်းစားမလဲဆိုတော့တုတ်ဒဂိမ်းထဲကအငယ်ဆုံးဂိမ်းနဲ့နှလုံးစားလို့ပြတ်မလားဆိုတော့အရင်စဉ်းစားကြည့်မယ်သူကအကုန်လုံးဆုံးဂိမ်းနေဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့စားလို့ပြတ်တယ်ဒါတော့ဆရာမတို့စားလိုက်ရုံပဲနဲ့68.36နှစ်နဲ့၄နဲ့၄၄ရှင်း1346တစ်ကျန်2642 နိရှိလေးဆက်ချနေလေးလိရှိလိထရပြီဟုတ်ပြီဆက်သွားမယ်အဲ့တော့ဒါကိုလည်းပဲနှစ်နဲ့ပြက်တယ်ဒါဆိုရင်နှစ်နဲ့ပဲစားမယ်နှစ်ကိုလိဆက်ရှိနှစ်ဆက်နဲ့လိနှစ်ဆက်ရှိလိနှစ်လေးလိရှိနှစ်နဲ့လေးလိဆက်စားမယ်ဆက်စားရဲ့အခါမှာ तू ဆနစ်ရဲ့ဆက်ရှိရဲ့လိဆနစ်ရဲ့ဆနစ်ရဲ့ဆက်ရှိရဲ့လိဆနစ်ရဲ့က तू နှစ်နဲ့ပြက်တယ်ဒါပေမဲ့ဒီမှာစမ်းစားကြည့်မယ်ကိုကဆနစ်ကောဆက်ရှိကောလိဆနစ်ကောဒီသုံးနဲ့ပြက်တယ်ဒါဆိုရင်ဆက်မလို့သုံးနဲ့စားလိုက်မယ် ဟုတ်ပြီနော်လင်းနဲ့ဆက်စားခြင်းတလားစားလို့ရပါတယ်နော်ကလေးတို့နောက်တနည်းဆက်မှပြီးရင်တွက်ပြပါမယ်၃၃လီကို၃လေးလီဆက်နဲ့၃၆လီဆက်ရှိ၃ဆက်လေး၃လီ40နဲ့2ဒီမှာစဉ်းစားမယ်၄ရယ်6ရယ်14ရယ်၄ရယ်6ရယ်14ရယ်ဒီနဲ့နဲ့စားလို့ပြတ်တယ်၃နဲ့စားလို့ပြတ်မပြတ်စဉ်းစားကြည့်တဲ့အခါမှာ၃ရယ်6ရယ်ဒီ၃နဲ့စားလို့ပြတ်တယ် ဲ့တော့သူကကိန်းကြီးထဲကနှစ်ခုကိုဒီတုတ်ရကိန်းကြီးနဲ့စားလို့ပြတ်တယ်ဆိုရင်ဆက်ပြီးစားသွားလို့ရတယ်လို့ပြောထားတာဖြစ်လို့သူကအဲ့လိုပြောထားတာရှိလို့ဆရာမတို့ကသုံးနဲ့စားလိုက်မယ်။ဟုတ်ပြီနော်။သုံးသက်လေးသုံး။အဲ့တော့၄ကမပြတ်တော့၄ကိုဒီတိုင်းထားမယ်။သုံးနဲ့လေး၆။ဆက်လေးလည်းမပြတ်တော့ဆက်လေးကိုဒီတိုင်းထားမယ်။အဲ့တော့ဒီရကိုဆက်ပြီးတော့မှဆရာမတို့ကနှစ်နဲ့စားလို့ရတယ်။ ဟုတ်ပြီနော်နေ့၄ရက်နေ့ရက်၁၄ရက်ကနေ့နဲ့စားလို့ရတော့နေ့နဲ့စားလိုက်မယ်တက်ကိုဒီတိုင်းထားနေ့နဲ့လေးနေ့တလီနှင်းနေ့ခုနဲ့လေးဆက်လေးဒါဆိုရင်တော့ဆက်ပြီးတော့မှစားလို့မရတော့ဒီတော့သူ့ရဲ့အငယ်ဆုံးပုံစားတော့ခင်ကလေးတို့ဒီဒီမှာစားတဲ့ဂိမ်းတွေကဒီဘက်ကဂိမ်းတွေအကုန်လုံးပါမြောက်ပေးရပါမယ်အဲ့တော့အငယ်ဆုံးပုံစားတော့ဂိမ်းဆိုမှရေးလိုက်မယ်။ညမြချင်းနှစ်အမြောက်အစလိုက်ရေးမယ်။နှစ်အမြောက်နှစ်အမြောက်နော်။၃အမြောက်၃အမြောက်နှစ်အမြောက် ချက်ပြီးရေးသွားမယ်တအမြောက်နှစ်အမြောက်တအမြောက်ခွန်ဒါတော့အကုန်လုံးကိုမြှောက်လိုက်မျက်နှာလေးက၄၄၃၄၁နှစ်ပါပြီနော်၃၃၃၆၃၆နဲ့၄၈၀နှစ်၅၂တလေ၈၀နှစ်၈၀နှစ်နဲ့၄၄၄၄၄၄၈၀နှစ်ဆက်မလို့အပြင်မှာစာကြည့်အော် sorry မြှောက်ကြည့်မယ်၄၄၄၈၀လေးခွန်လေးခွန်လေး၄၈ရှေ့ရေးတော့နှစ်မှန်ခွန်လေး၄၈ နှစ်နဲ့ပေါင်းတော့30 3ညရေး3မဲ့9တက်လီခွန်း3နဲ့ပေါင်းတော့100อ๋อ sorry 10အဲ့ခါကျတော့1000နဲ့8ဆိုရွေးရတယ်အဲ့တော့ဒါ၄အကုန်လုံးမြောင်းအဲ့တော့ဒီမှာကဆံမတော်နောက်တနည်းလေးနည်းနည်းလေးစဉ်းစားကြည့်မယ်ဒီအတိုင်းလဲရပါပြီเนาะအဘိကြီးအောင်ကကြီးက36 48 80နဲ့168ခုနလိုပဲဆံမတော်နည်းနဲ့စားလိုက်မယ်အဲ့တော့ဒါက28လीနော်28လीပြီးတော့ နှစ်နယ်လီလေးနှစ်လေးလီရှစ်ဒါက36နှစ်ရှစ်လီ6နှစ်လေးလီရှစ်ဟုတ်ပြီဆက်သွားမယ်နှစ်လည်းပဲဆက်သွားမယ်နှစ်9လီ18နှစ်12လီနှစ်တလီလေးနှစ်နှစ်ရှစ်လီ6နှစ်လေးလီရှစ်နှစ်နယ်လီလေးဟုတ်ပြီဒီနေရာမှာဆံမတော်ကခုနက3နဲ့တွားလိုက်တာ ဟုတ်တယ်နော်အဲ့တော့ဆင်မတို့ဒီနှစ်နဲ့သွားလို့မရဘူးလားဒီမှာ၁၂ရက်၁၈ရက်၄၂ကနှစ်နဲ့ပြတ်တယ်ဆိုတော့နှစ်နဲ့သွားချင်ရတယ်နှစ်နဲ့ကိုယ်ကိုမပြတ်တော့ကိုယ်ကိုဒီတိုင်းထားမယ်နှစ်၆လီ၁၂နှစ်နှစ်၉လီ၁၈ဒါကအဲဒီမှာနှစ်နဲ့လီ၄နှစ်တလီနှစ်ဟုတ်ပြီဒီကြတော့မှကိုယ်ရော၆ရော၉ရော၂၁ရောဒီ၃နဲ့ပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့၃နဲ့ဆက်သွားမယ်၃၃လီ၉၃နဲ့လီ၆၃၃လီ၉ 3.21ဒါဆိုရင်သူ့ရဲ့အငယ်ဆုံးပုံစံတော့ဂိမ်းကြီးဆင်မလို့အကုန်လုံးကိုအစင်လိုက်ရေးလိုက်မယ်။ပွားနဲ့စရေးမယ်။နှစ်အမြောက်၊နှစ်အမြောက်၊နှစ်အမြောက်၊၃အမြောက်နော်။၃အမြောက်၊နှစ်အမြောက်၊၃အမြောက်ခွန်။အဲ့မြောက်ကြည့်ရအောင်။နှစ်နဲ့လေး၊လေးနဲ့လေး၊၈၊၈၃၄၂၄၂၄၃၄။ဟုတ်ပြီမရရင်မြောက်ကြည့်ပါမယ်။ဘာမှမဖြစ်ဘူးလေ။၃၄၁၂မြို့ရေးတက်မယ်။၃နဲ့၄၆ခွန်၊၈၂ ဲ့တော့24 3 80 80 4ကနည်းနည်းလေး4 144 144 144 3လေးမြောက်မယ်4 3 72ရေးတက်မှတ်4 3 72 73 3 7 3 3ရေးတက်မှတ်343 4 432ကိုမှခွန်နဲ့မြောက်မယ်ဖန်နလေးဆက်လေးအဲ့တော့ကျမတို့ဒီမှာနောက်ထပ်ခဏလေးဆွေးနွေးကြည့်မယ်နော် အဲ့တော့ဂျီနီယာလေးမှာနောက်ထပ်၃နဲ့စားလို့ရသေးတယ်ဆိုတာလေးကိုဆရာမတို့တစ်ချက်မေ့သွားတယ်။အဲ့တော့ဒီမှာလေး၃တက်လေး၃ဟုတ်ပြီလား။မနစ်ကမရအောင်၃တက်လေး၃ပြီးမှအမြောက်ခွန်။ဒါဆိုလို့ရှိရင်အမြောက်ကြည့်အောင်။နင့်အမြောက်နင့်အမြောက်နင့်အမြောက်၃အမြောက်၃ပြီးတော့မှတစ်အမြောက်နင့်အမြောက်တစ်အမြောက်ခွန်။ဒါဒီအကုန်လုံးကိုတန်းစီလိုက်မယ်။ဒီမှာဆရာမကဒီ၃နှစ်ခုကိုစားလို့ပြတ်တယ်ဆိုတာလေးကိုတစ်ချက်မေ့သွားလို့ဟုတ်ပြီနော်။ အဲ့တော့နိမ့်တဲ့လေးလေးနဲ့လေးရှေးရှေးတုံးနေတဲ့ဆက်လေး24တုံးနေ90စင်နဲ့90နဲ့တလေး90နဲ့90နဲ့နဲ့လေး140ဆက်လေး144ခုနလေးကတော့ခုနရထားတဲ့အတိုင်း1080နဲ့ပေါ့ဟုတ်ပြီနော်အဲ့ကလေးတော့ကြိုက်တဲ့နီးနဲ့သွားပါအတူတူပါပဲတွေ့ပါတယ်ခဝေးက120ကောမ130ကောမ330အဲ့တော့စပြီးတော့ကြည့်မယ်120ကောမ130 330 အဲ့နည်းနဲ့စပါမယ်နဲ့640နဲ့3ညာနဲ့တယ်လီနည်းနဲ့3ညာ3ညာနဲ့5လီ30နဲ့တယ်လီနည်းနဲ့640နဲ့မဆိုနဲ့640နဲ့ပြီးတော့မှနဲ့5လီ30ရပါတယ်နော်ဟုတ်ပြီမရတဲ့နေရာရှိရင်လည်း comment မှာမေးခဲ့ပါ3နဲ့လီ6အဲ့ဒါက33လီ9ပြီးတော့မှတစ်ချင်း35လီ35 ဒါက165ဆိုတော့3945တက်ကျန်3945အဲ့တော့နောက်တစ်ခုက20ရဲ35ရဲ55ရဲဒီတော့ဒီဂိတ်တွေကိုဘာနဲ့မှပြတ်မလဲဆိုတော့9နဲ့ပဲပြတ်မယ်ဆိုတော့9လီဝင်မယ်9လီလီ20 9လေ35 50တက်လေ55အဲ့တော့ဒီနေရာမှာဆမ်မရုတ်ဆက်ပြီးစားလို့မရတော့ဘူးသူရဲ့အငယ်ဆုံးပုံစံတော့ကိရွှေရှာမယ်အဲ့တော့2အမြောက်3အမြောက်5အမြောက် ၄အမြောက်၇အမြောက်၁၁ဟုတ်ပြီနော်အမြောက်ကြည့်မယ်၃နဲ့၄၆ဆောင်းက30အဲ့တော့30အမြောက်၄ရ၄၃၄ဆက်နဲ့ဆိုတော့30အမြောက်၄ဒီ100နဲ့20 120အမြောက်ခွန်ဒါမှမြောက်ကြည့်ပါမယ်၇၃ည၄၃ည9နဲ့၄၄၄ရ၁၁9နဲ့၄ခွန်8 140အမြောက်၁၁အဲ့တော့ တဲ့လေးပဲဝင်ဝင်စက်တဲ့လေးပဲဝင်ဝင်ရတယ်စက်တဲ့3ရက်3ရက်74 44လေးရေးလေးမှတ်78လေး88 88အပေါင်းလေးက92အဲ့တော့9240ဒီကတော့ဒီမြောက်တာတွေကချိန်နေရများတဲ့အတွက်ကြောင့်မလို့ကလေးတို့ကသတိထားပြီးတော့မြောက်ပါမယ်ကားငယ်က645ပေါ်မှာ1095ပေါ်မှာ690နှစ်ပြီ ကျွန်တော်ကိန်းနေဝင်စဉ်းစားကြည့်မယ်ငားနဲ့ဆုံးတယ်ငားနဲ့ဆုံးတယ်တုံညာနဲ့ဆုံးတယ်ဒါငားနဲ့စားလို့ပြက်တယ်ဟုတ်ပြီနော်ဒါပေမဲ့စဉ်းစားကြည့်အောင်သုံးနဲ့စားလို့ပြက်မပြက်နည်းနည်းကတော့မပြက်တော့ဒီကိန်းနဲ့ပြက်မှာအဲ့တော့သူ့ကိုပေါင်းကြည့်မယ်ငားရဲ့၄၁၀၁၀ရဲ့အပေါင်းက၁၅၁၅ဆိုတာငားပေါင်းတက်သည်6ဟုတ်ပြီခွန်ရဲ့၁ရဲ့က၈၈ရဲ့အပေါင်းက၃၃၃ဆိုတာ၄ရဲ့မပြက်တော့ဘူးဒီမှာလဲ၉ရဲ့အပေါင်းတက်က၁၀၁၀နဲ့က၁၂ ဆက်နေဆိုတာတော့ဒါတော့၃နဲ့သွားချင်တယ်ရရဲရှင်နဲ့ဆက်မလို့ကရဲတာကိုသွားလိုက်မယ်၅နဲ့သွားလိုက်မယ်အဲ့တော့၅နဲ့တီ၅တလီ၅တစ်ကြံလေးဆွဲ၅နဲ့လေးတက်ဆွဲအော်၄၄အပေါင်း၄ရဲ့၅ရဲ့၄၅၅ကိုလီ၄၅၅နဲ့လေးရတက်ဆွဲခုံဝင်မယ်၅တလီ၅နှစ်ကြံ၅ဆွဲ၅၅လီ၂၅ဒါလည်း၅နဲ့လေးတက်ဆွဲနှစ်ကြံ၉ဆွဲ၂၉ဖြစ်သွားပြီ၅၅၂၅ တော့29ဖြစ်သွားတော့၄ကျန်3ညဆိုရယ်9 8 40ရပြီနော်အဲ့တော့ဆက်မလို့ဆက်သွားမယ်အဲ့တော့9ရဲ့10ရဲ့30 30နဲ့12ဆိုတော့သူ့ကိုသုံးတဲ့စာလို့ပြတ်ပါတယ်9ရဲ့10ရဲ့6 6ရဲ့ပေါင်းနဲ့က8ငါရဲ့တရရ6 6ပေါင်းနဲ့က8ဆိုတော့သူ့သုံးတဲ့စာလုံးမပြတ်တော့ဘူးဟုတ်ပြီနော်အဲ့တော့ဒီမှာ9ရဲ့နှစ်ရဲ့ကခွန်ခွန်ပေါင်း8က15 15ဆိုတာ6ဒါဆိုသုံးတဲ့စာလုံးပြတ်တယ်ဒီကိန်းတွေအားလုံးကိုဆရာမတို့ကဒီနှလုံးကိုသုံးတဲ့စာလုံးပြတ်တယ်ဆိုတော့ သုံးနဲ့ပဲရှားပါမယ်သုံးလေးဒီရှင်နဲ့သုံးသုံးနေပေါ့သူ့ကိုမပြတ်တော့သူ့ရဲ့အတိုင်းရှိမယ်ဒါက38လေး24တက်ကျန်36လေး18အဲ့တော့ဒီမှာဆက်ပြီးတော့စူးစားကြည့်မယ်43ကမှားကိညနေစားလုံးမပြတ်ဘူး135လည်းမှားကိညနေစားလုံးမပြတ်ဘူး86ဆိုတာဆုံးကိညနေစားလုံးပြတ်တယ်ဒါနဲ့နဲ့စူးစားကြည့်ရင်ဒါပဲရမယ်ဟုတ်ပြီနော်အဲ့တော့ဘာနဲ့မြောက်စားလို့ရှိရင်ပြတ်မလဲဆရာမတို့တစ်ချက်ကလေးစူးစားကြည့်တဲ့အခါမှာနော် နှလုံးလောက်ပြတ်တယ်ဆိုရင်ကိုကျွန်မတို့ကအလူရင်တော့ရပြီအဲ့တော့ဒီမှာ၃နဲ့စားလို့ပြက်လာစဉ်းစားကြည့်မယ်9ရက်၁ရက်6 10ပဲရမယ်4ရက်3ရက်ကလည်းမရတော့ခွန်ပဲရမယ်ဟုတ်ကဲ့နော်အဲ့ခါကျတော့၃နဲ့လည်းမရအောင်9နဲ့လည်းမရအောင်ခွန်နဲ့လည်းမရအောင်9နဲ့ခွန်နဲ့49မရအောင်နော်အဲ့ဒီခါကျတော့ကျွန်မတို့ဒီမှာဘာနဲ့ရတယ်လဲဆိုစမ်းတော့43တော့ရပါတယ်43ကသောက်တာကိန်းပါအဲ့တော့43တလီရ43 43အဲ့နှစ်လေးဘယ်လိုမျိုးကြည့်လဲ ၃၄၆၄၄၈၈၆ရရဟုတ်ပြီနော်အဲ့တော့ဒါကကြတော့53 5လို့စဉ်းစားမယ်အဲ့တော့5ဒီဘယ်လိုလုပ်ပြီးစဉ်းစားတာလဲဆိုတော့3 5 5ဆိုတော့ဒီမှာ5နဲ့စုံနေလို့3 3 5 5 5အကိုက်ဖြစ်သွားအောင်5 5စဉ်းစားမယ်5 3 5 5 5ရေးတက်မယ်ငါလေး20 20နဲ့တက်အဲ့ဆိုရင်53နဲ့စားလိုက်မယ်53တက်လို့53 53 5 43နဲ့ ဒီတော့ဒါတွေအားလုံးဒီအငယ်ဆုံးပုံစံတို့ဂိမ်းမြချင်းဆိုရင်မှရေးလိုက်မယ်9အမြောက်3အမြောက်43အမြောက်7အမြောက်9အမြောက်2အဲ့တော့9 3 4 5 15 15 43 43နောက်မှမြောက်လိုက်မယ်15တက်45 55 95 95 95 150 150ဟိုမှာ43နဲ့မြောက်လိုက်၃၃ညနေ၃ည၃၅၄၅၅ရက်ကျက်မယ်၃၄၃၄ ၄တုံညနေ၃ည၄၅နေ၂၀ဟောပြီလား၂၀ဆိုတော့၃ညရေးညမဲ့၄တက်၄၆အဲ့တော့ပေါင်းမယ်၃ည၅၄၆၆၄နဲ့၅၀ဟောပြီလားအဲ့တော့ဆရာမအမြောက်ပြပေးတယ်ဆိုတော့မရတဲ့ကလေးလေးတွေကိုလည်းဥတီထားရမလို့ဒါလေးကိုမြောက်ပြပေးထားပါတယ်နော်ဟောပြီဒါဆိုလို့ရှိရင်ဆရာမတို့ကနံပါတ်၃ကိုသွားပါမယ်နံပါတ်၃က gain the group 42 into 6 to the power 4 into 8 to the power 6 ni 4 to the power 4 into 6 square into 8 to the power 5တို့ကိုတုတ်တဆွဲကိန်းပုံစံဖြင့်ဖော်ပြပါကကြီးကချုပ်ကိန်းတစ်ခု၏အကြီးဆုံးပုံစံဆွဲကိန်းကိုတုတ်တဆွဲကိန်းပုံစံဖြင့်ဖော်ပြပါအဲ့တော့ဆရာတို့ဒါကိုတုတ်တဆွဲကိန်းခွဲတဲ့နည်းနဲ့အာသူရဲ့အကြီးဆုံးပုံစံဆွဲကိန်းကိုရှာမယ်အဲ့တော့တုတ်တဆွဲကိန်းခွဲတဲ့ပုံစံနဲ့ ရှာမယ်ဆိုလို့ရှိရင်ဆက်မတော့ဘာတွေဖြစ်အောင်ရှာရမလဲတုတ်တာဂိမ်းတွေဖြစ်အောင်ရှာရမယ်နှစ်တွေ၃၄၅တွေ၇တွေဖြစ်အောင်ရှာရမယ်ဟုတ်ပြီနော်အဲ့တော့ဘာတွေပေးထားလဲဆိုတော့ပထမဂိမ်းတစ်လုံးကိုကြည့်ကြအောင်4 to the power 3 into 6 to the power 4 into 8 to the power 6ဒီမှာ6 8တွေပါနေတယ်နော်ဟုတ်ပြီလားအဲ့ဒါကိုဆက်မတော့ဒီတုတ်တာဂိမ်းတွေရတယ်ကြီးခွဲပေးရမယ်အဲ့တော့၄ဆိုတာကနှစ်နဲ့ထက်ဘာပေါ့လဲနော်၄ဆိုတာနှစ်နဲ့ထက်သူ့ဘောမှာရှိတဲ့ထက်က၃နောက်တစ်ခုက 3ဆိုတာအ6ဆိုတာက3အမြောက်နဲ့နေအမြောက်3 3အမြောက်နဲ့ကြိုက်တယ်လို့ရှိနေအမြောက်3ကိုမှပါဝါက၄ချက်အဲ့တော့နှစ်နှစ်ချက်ကိုမှ3ခုရှိရယ်ဟာပြီနော်2 square the whole power 3ဒါကကြာ2 into 3 the whole power 4 into 4ဆိုတာအ6ဆိုတာက2 3ချက်ပြီးရယ်နော်6ဆိုတာက2 3ချက်နည်းနည်းလေး၄၄နဲ့လေး6နောက်ဆန်ဆန်မတို့2 3ထက်လို့ရေးပြီးလို့ရှိရင်သူ့ရဲ့ဘဝပါဝါ6ခုရှိတယ် နောက်ဆိုဆမရုတ်ကဒီမှာနှစ်ရဲ၃ရဲနှစ်ရဲဆိုတော့အကုန်လုံးဒီတုတ်တကိန်းကိုရှားသွားပြီ။ဟုတ်ပြီအဲ့ဒါဆိုရင်နှစ်ဒီလိုမျိုးပုံစံနဲ့ရေးထားလို့ရှိရင်ဘာလို့လို့ရတယ်လဲ။ရှေ့ရတိုင်ငန်းစာတွေမှာပါပြီးသားနှစ်နှစ်ချက်က၃ခုဆိုလို့ရှိရင်အားလုံးပေါင်းလိုက်တော့နှစ်6ထက်ရမယ်။ဒီတော့နှစ်အမြောက်၃ဆိုရင်မှတွေ့တယ်နှစ်၃လျာချ။ဒါကိုကြတော့နှစ်၄ချက်ရဲ၃လျချက်ရဲဆိုပြီးမှရေးတယ်။ဒါကလည်း63 section နဲ့78ထက်ဆိုပြီးမှရေးတယ်။ဒါရှေ့မှာခရေက တင်လာခဲ့ပြီဒါလည်းဆိုရင်နှစ်ရက်ပါပါတယ်ဆမတို့အကုန်လုံးတစုစုပြီးတော့မှသူ့ကိုပေါင်းလိုက်တယ်ဟုတ်ပြီနော်အဲ့တော့နှစ်ကဒီမှာ6ထက်ရ၄ထက်ရဆိုတော့10ထက်10ထက်ရ switch အဒီက78ဆိုတော့20နဲ့8အဲ့တော့နှစ်က28ထက်ပြီးတော့3က4ထက်အဲ့တော့သူ့ကိုတုတ်တဆဝဲကိန်းခွဲတဲ့နည်းနဲ့ဆဝဲကိန်းခွဲလိုက်တဲ့အခါမှာ28ထက်2 to the power 28 into 3 to the power 4ဆီမှာကြာ။ဒါပြီးတော့နောက်တစ်ခုရေးပါမယ်။ 2 uh, 4 to the power 4 into 6 square into 8 to the power 5အဲ့တော့ဒီ4ဆိုတာဗာလဲနှစ်နဲ့ထက်ပုံမှန်လေးတက်ရှိတယ်6ဆိုတာဗာလဲနည်းမြောက်တော့ပုံမှန်နှစ်ထက်ရှိတယ်8ဆိုတာကနှစ်သုံးထက်ပုံမှန်5တက်ရှိဟုတ်ပြီနော်အဲ့တော့ဒါကိုဆက်သွားပါမယ်နှစ်သူက၄နဲ့၄၈နှစ်၈ထက်ဒါကနှစ်နဲ့ချက်ပြီးတော့မှ3နဲ့ချက်အမြ2 5 3 4 5 ဒါပဲနော်အဲ့တော့နှစ်တွေကြီးတဲ့ကိုဆရာမတို့ပေါင်းလိုက်မယ်နှစ်အဲ့တော့၈ရဲ့၄၁၀၁၀ရဲ့ပေါင်း၁၅၂၀နဲ့၅နှစ်က၂၅ထက်ပြီးတော့မှ၃နှစ်ထက်ဟုတ်ပြီဒါကဆရာမတို့စဝယ်ကိန်းခွဲပြီးသွားပြီဆိုရင်ဗာမေးထားတယ်လေထုတ်ကိန်းတစ်ခုဤအကြီးဆုံးမုံစဝယ်ကိန်းကိုတုံသားစဝယ်ကိန်းနည်းဖြစ်ရှာပါအကြီးဆုံးပုံစားခွဲကိန်းနော်တစိမ်ပါပဲရှာမယ်ဆိုဘုံပါနေတဲ့ဟာကိုပဲရှာမယ်ပြီးတော့မှပါဝါနဲတာကိုယူမယ် နောက်ဆိုရင်ဆံမအဖြေကိုဒီဘက်မှာရေးလိုက်မယ်။အကြီးဆုံးပုံစခွဲကိညီမြချင်းဆိုမှရေးလိုက်မယ်။အဲ့တော့နှစ်က28ထက်ရှိတယ်။နှစ်က25ထက်ရှိ။အဲ့တော့တူရှာခိုင်းနာကအကြီးဆုံးပုံစခွဲကိန်းကိုရှာခိုင်းနာမို့လို့နှစ်တီ25တက်ကိုရှိပါမယ်။ဒါကကကြီးအတွက်အဖြေကကကြီးအတွက်နော်။ အပေါ်မှာကတုတ်တဆဆွဲကိန်းပုံစံနဲ့ဖော်ပြပါလို့ပြောလို့ summary data နံပါတ်3ရဲ့အပေါ်ဆုံးမိထားတဲ့မိကွန်အတွက်တုတ်တဆဆွဲကိန်းပုံစံနဲ့ခွဲပြထားတာကကြီးမှမိထားတာဒီမိကွန်နည်းနည်းလေးပြန်သွားမယ်နော်ကကြီးကထိုကိန်းနှစ်ခုဤအကြီးဆုံးပုံစံဆွဲကိန်းကိုတုတ်တဆဆွဲကိန်းပုံစံဖြင့်ဖော်ပြပါဆိုတော့အကြီးဆုံးပုံစံဆွဲကိန်းကိုရှင်းမယ်အဲ့တော့ဘုံပါနေတဲ့အချိန်မှာပါဝါနေတော့ယူမယ်ဆိုတော့ to the power 28နဲ့ to the power 25ဒီ to the power 25ကိုယူမယ် ပြီးတော့မှ3လေးချက်3 to the power 4 3 to the power 2ဆိုတော့3နဲ့ချက်ကိုယူမယ်။အဲ့တော့ဒါကိုဆင်မလို့မြှောက်ဖို့မလိုတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ထုတ်တဆဝဲဂိမ်းနေနေပဲဒီမှာရေးထားတာ။ဆက်ပြီးတော့ဒီအတိုင်းပဲထားပါမယ်။ဒါဆိုရင်နံပါတ်ခဝင်ခဝင်မိကုန်းဆင်မကရေးလိုက်ဖို့ခဏနော်။ဆင်မဒီမှာပြန်ပြောပြပါမယ်။အဲ့တော့ခဝင်မှာကြတော့ထုတ်ကိန်းနှစ်ခုဤအငယ်ဆုံးပုံစံတော့ဂိမ်းဘာလို့ရှာခိုင်းလဲဆိုတော့အငယ်ဆုံးပုံစံတော့ဂိမ်းကိုထုတ်တဆဝဲဂိမ်းပုံစံဖြင့်ရှာပါ။ ထားကြည့်ပါချင်မလို့အခြေဆုံးပုံစံဝယ်ကင်ရှာပြီးပြီးအဲ့ဒါက2 to the power 25 3 square ရရယ်ဒီတစ်ခါငယ်ဆုံးပုံစတို့ကင်းကိုရှာမယ်စတို့ကင်းကိုရှာရင်ပါဝါများလိုက်ယူမယ်ဟုတ်ပြီနော်ပါဝါများလိုက်ယူမယ်အဲ့တော့ဆရာမဒီမှာရေးပါမယ်ခါဝင်းရဲ့ငယ်ဆုံးပုံစတို့ကင်းကြီးများခြင်းက2 to the power 28နဲ့2 to the power 25မှာဆရာမတို့ယူရမှာဒီ2 to the power 28ကိုယူပါမယ်3မှာကျတော့2 to the power 4 3 to the power 2ဆိုတော့ into 3 to the power 4ကိုရှိပါမယ်ဒါပါပဲเนาะအဲ့တော့အဓိကဒီဒီအကြီးဆုံးပုံစံခွဲကိန်းမှာကပါဝါနှင်းတာကိုယူတယ်ပုံပါတာကိုယူတယ်အငယ်ဆုံးပုံစံရိုးကိန်းမှာကပါဝါများတာကိုယူမယ်ပါဝါများတာကိုယူပြီးဆိုတဲ့ဆိုကြဲကအကုန်လုံးကိုယူတဲ့သဘောပဲရှိဟုတ်ပြီနော်အဲ့တော့ငါဥပမာပေါ့နော်5ကတနည်းအားမပါလာဥပမာဒီမှာအမြောက်5ဆိုရင်ဆင်မရေးလိုက်ဒါဆိုရင် ဆရာမတို့ဒီမှာမပါအောင်ဆိုပေမဲ့အငယ်ဆုံးပုံစံတော့ပြင်ကြရင် သူကပါပါပါတစ်ထက်ဒီမှာမပါအောင်ဆိုတော့ငါတစ်ထက်ကိုဒီမှာရှိပေးရမယ်ဒါလေးပဲဟုတ်ပြီလားကျန်တာဘာမှလည်းမခက်ပါဘူးတုတ်တာစခွဲကိန်းခွဲနည်းဆိုတာကတုတ်တာကိန်းနေရတဲ့အချိခွဲတာပါပဲတုတ်တာကိန်းနေဆိုတာဘာလဲဆိုတာဟာလေကလေးတို့ G6 မှာကလေးအများကြီးသိခဲ့ပြီးသားမလို့အိတ်အများကြီးတော့ပြောစရာမလိုအဲ့တော့ဒီနေ့ဆရာမတို့တွားခဲ့တဲ့ဒီကျင့်ခန်းနေတဲ့သမားငါးက1နဲ့3ကိုကလေးတို့ရသွားပြီထင်ပါတယ်။ကျန်တဲ့4 5 6 8 9ကို နောက်ပြီးတော့မှဆက်ပြီးတော့ရှင်းပြပေးမှဖြစ်ပါတယ်ခုလိုအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်